ခွင့်ပြုမိတ်မရပဲအတန်ချက်ဆက်ဖွင့်မယ်ဆိုရင်ဘလို့ပြစ်ဒဏ်တွေကြားခံရနိုင်တယ်လေအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကတရားလွတ်တော်ရှေ့နေဦးအောင်စရာဖြစ်ပါတယ်ကျွန်တော်တို့ Law Firm အနေနဲ့အများပြည်သူတို့တည်ထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေပေးလျက်ရှိပါတယ်ခွင့်ပြုမိတ်မရပဲအတန်ချက်ဆက်ဖွင့်မယ်ဆိုရင်ဘလို့ပြစ်ဒဏ်တွေကြားခံရနိုင်တယ်လဲဆိုတဲ့ဥပဒေအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကရက်ွက်သူမဟုတ်ကြေးရအောင်စုအုပ်ချုပ်ရေးဥပဒေကိုကိုးကားပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ် ရက်ွက်သို့မဟုတ်ကြီးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပုံမှန်၁၈မှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုရင်တော့ရက်ွက်သို့မဟုတ်ကြီးရွာအုပ်စုအတွင်းနေထိုင်သူသည်အတန်ချက်ဆက်ဖွင့်လိုပါကသက်ဆိုင်ရာရက်ွက်သို့မဟုတ်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံခွင့်ပြုမိတ်ရယူရမည်အပြင်သတ်မှတ်ထားသည့်စည်းကမ်းချက်များကိုလိမ့်နာရမည်ဟု၍ပြဋ္ဌာန်းထားပါသည်။အဆိုပါဥပဒေရဲ့ပုံမှန်၂၈မှာတော့မည်သူမဆိုပုံမှန်၁၈ပုံမှန်၁၈နှင့်ပုံမှန်၁၉တို့ပါတာဝန်တရရက်ကိုလိမ့်နာဆောင်ရွက်ရန်ဖြတ်ကွက်လင်း ထိုသူကိုကြက်တပေါင်းထက်မပူသောငွေဒဏ်ချမှတ်ရမည်ငွေဒဏ်ပေးဆောင်ရန်ပြက်ကွက်ပါကထောင်ဒဏ်9ရက်ထက်မပူသောထောင်ဒဏ်ကြားခံစီရန်သက်ဆိုင်ရာတရားရုံးကချမှတ်ရမည်ဟု၍ပြဋ္ဌာန်းထားပါသည်ဒါကြောင့်ခွင့်ပြုမိတ်မရဘဲနဲ့အတန်ချက်ဆက်ဖွင့်မယ်ဆိုရင်တော့ကြက်တပေါင်းထက်မပူသောငွေဒဏ်ချမှတ်ခံရမှာဖြစ်ပြီးတော့ငွေဒဏ်ပေးဆောင်ဖို့ပြက်ကွက်လျင်တော့ ခုနှစ်ထက်မပိုသောထောင်နှံချမှတ်ခံရမှာဖြစ်ပါတယ်ဆိုတာကိုတင်ပြပေးလိုက်ပါတယ်နောက်တစ်ပိုင်းမှာလည်းဥပဒေဘူတုဒရရှိစေမယ့်အကြောင်းအရာတွေကိုဆက်လက်ဆွေးနွေးတင်ပြပေးသွားအောင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်